အားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီ channel လေးကနေညီကူမော်ရမတို့အတွက်အလုတ်အကင်ခွလန်းနေဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုပါရစေဒီကနေ့2025ခုနှစ်အဲ6လပိုင်း12ရက်နေ့အတွက်ထပ်မံပြီးတော့ဖိတ်ခေါ်ထားတဲ့အလုတ်အကင်ခွလန်းတွေကိုထပ်မံဝင်ရတော့မှာဖြစ်ပါတယ်ဆုံးတင်လိုက်ပါနောက်ဆက်မြေဖို့ဖိတ်ခေါ်ပါရစေနော် โอเคပထမဆုံးတစ်ခုကတော့ kitchen state မြင့်ကျင်နာတဲ့ဖိတ်ခေါ်ထားပါတယ် organization name ကတော့မပေါ်ပြထားပါဘူးအဲသူရဲ့ position ကတော့ self national education cluster coordinator ဆိုပြီးတော့အဲ position ဖိတ်ခေါ်ထားတာရှိပါတယ် now ဖွဲ့စည်းတစ်ခုက HI organization ကရန်ကုန်တက်ခေါ်ထားတဲ့ position ကတော့ technical officer EORE minor education နဲ့ပတ်သက်တဲ့ position ဖြစ်ပါတယ် နောက်ထပ် organization ကတော့ CFN အဖွဲ့ကရန်ကုန်အစီပီတာအတွက်ကို project system position ခေါ်လာတာတွေ့ပါတယ်။နောက်တစ်ဖက်ကတော့ MHAA ကရန်ကုန်တက်ပါပဲ။အဲသူ့ position ကတော့ TOR a training consultant um for extra song ဆိုတဲ့ position ကိုခေါ်ထားတာရှိပါတယ် SCI organization ကလည်းမန္တလေးအတွက်ခေါ်ထားတဲ့ position ကတော့ project coordinator head and nutrition ဆိုပြီးတော့ဖိတ်ခေါ်ထားတာရှိပါတယ်နောက်တစ်ခုကတော့ organization name မပေါ်ပြပဲနဲ့ဒီကရင် stake အတွက်ကိုပါအတွက်ကိုခေါ်ထားတဲ့ position ကတော့ finance officer ဆိုတဲ့ position ဖြစ်ပါတယ်အနောက်တစ်ခုကတော့ SCH organization ကရန်ကုန်အတွက်ကို operation coordinator position ခေါ်ထားတာရှိပါတယ်ပြီးတော့ DRC အဖွဲ့က sit တွေအတွက်ကို camp coordination and camp management assistant ဆိုပြီးတော့အဲ position ခေါ်ထားတာရှိပါတယ်အဲနောက်တစ်ဖက်ကတော့ AHRN အဖွဲ့ကအဖာကန်ကချင်စတိတ်အတွက်ကို NAS အကောင်ဆယ်လာပိုဇီရှင်းခေါ်ထားတာတွေ့ပါတယ်အဲနောက်တစ်ခုကတော့ DRC အဖွဲ့ကလည်းစစ်တွေအတွက်ကိုအဲနောက်ထပ်ခေါ်ထားတဲ့ပိုဇီရှင်းကတော့ Camp Coordination and Camp Management Officer ပေါ့နော် CB ဆိုပြီးတော့ပိုဇီရှင်းခေါ်ထားတာ ဒါတွေ့ပါတယ်လို့နောက်ဆုံး organization ကတော့ Solidarities International ကရန်ကုန်နဲ့စစ်တွေအတွက်ကို position တစ်ခုခေါ်ထားတာတွေ့ပါတယ်လို့ရန်ကုန်အတွက် position ကတော့ emergency coordinator ဖြစ်ပါတယ်စစ်တွေအတွက် position ကတော့ partnership manager ဆိုတဲ့အဲ position နဲ့ဖိတ်ခေါ်ထားတာရှိပါတယ်လို့ဒါကတော့အဲ12ရက်နေ့အတွက်ကိုနောက်ဆုံးထပ်မံဖော်ပြပြလို့တဲ့အဲလောက်ကန်ခွက်လန်းနေနဲ့ကျွန်တော်တို့ လက်နေဖြစ်ပါတယ်လို့အဲဒီစနေရနေ့တဲ့နောက်ထပ်ထပ်မှန်ပြီးတော့ပေါ်ပြပေးထားတာရှိရင်လည်းနောက်ဗီဒီယိုမှာထပ်ပြီးတော့အဲပေါ်ပြပေးသွားမှာဖြစ်ပါတယ်အလောက်ကခွင့်လန်းနေတဲ့ပတ်သက်တဲ့ link တွေကို comment box မှာချထားခဲ့ပေးပါမယ် channel နဲ့ပတ်သက်ပြီးတော့ညီကိုတို့အတွက်အလောက်ကခွင့်လန်းနေအကျိုးတစုံတရာဖြစ်ထွန်းနေဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like share and subscribe လုပ်တာပြဖို့လည်းမေတ္တာရက်ကန်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်